မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာကဒီနေ့မှာတော့2025ခုနှစ်မေလ24ရက်နေ့ကနေပြီးတော့31ရက်လကုန်ဒီတောက်ကြသားသမီးတွေအတွက်တပတ်စာခေါ်စတဲ့ဟောကြားပေးမှာဖြစ်တဲ့အတွက်တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစဉ်ပြေအောင်မြင်ကြပါစေကြောင်းဆရာကဒီကနေ့မြတ်တာပို့ဆုတောင်းပေးလိုက်ပါတယ်တောက်ကြသားသမီးတွေဒီမေလနောက်ဆုံးအပတ်တာအတော်တွေမှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာ ရီမန်းကျအမျော်လင့်ချက်တစ်ခုခုကိုပြေဝအောင်ဆန္ဒဖြစ်နေတဲ့မိတ်ဆွေတို့ရဲ့ယင်ထဲကမဖြစ်ပေါ်လာသည့်သောကိစ္စတွေကိုခက်မြန်မြန်ပြေဝခြင်းနေတာမျိုးပြဿနာကိစ္စရဲ့တစ်ခုခုကိုဖြေချင်းဆောင်ရွက်ခြင်းနေတာမျိုးစိတ်ထဲမှာကောင်းမွန်သောဆန္ဒကလေးတွေတစ်ခုခုကိုယင်ထဲမှာရောက်ရှိနေပြီးတဲ့အခါမိမိရဲ့အခအခဲတွေအကြအတဲတွေကိုပြေလည်သွားရင်ကောင်းမှာဆိုတဲ့အတွေးခေါ်မျိုးတွေများစွာတွေးခေါ်ရင်းနဲ့ရောက်ရှိနေသောအပ္ပတ္တဖြစ်ပါလေခမရ ကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာအစာရင်းနဲ့ပတ်သက်တာမျိုးတွေစီးနဲ့ပတ်သက်တာမျိုးလေးတွေလေချောင်းနဲ့ပတ်သက်တာမျိုးလေးတွေအနှဲငယ်လေးသတိထားရမယ့်ကာလပတ်တာအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငွေကြေး ငွေကြီးနဲ့ပတ်သက်လာရင်တော့ဝင်ငွေဟာထွက်ငွေကဲ့သို့ဖြစ်နေတယ်ငွေကြီးနဲ့ပတ်သက်ရင်တစ်ဖက်ကလည်းဝင်တယ်တစ်ဖက်ကလည်းကုန်တယ်ငွေကုန်ကြီးကြများနေတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်လာရင်ငွေမမြဲတာမျိုးငွေကြီးနဲ့ကိုယ်နဲ့မတည့်တာမျိုးတွေဖြစ်ပေါ်နေတတ်တဲ့ကာလဖြစ်တယ်အဲဝင်တာကနည်းနည်းထွက်တာကများများအိပ်ပေါက်နဲ့ဖားကောက်တယ်လို့ပဲဝင်လေထွက်လေဟာဝင်ငွေထွက်ငွေကဲ့သို့ဖြစ်နေတတ်သောအပ္ပတာဖြစ်ပြီးတော့လက်ထဲမှာငွေမမြဲသောကာလဖြစ်ပေါ်နေသောကာလဖြစ်တယ်ခင်ဗျငွေကြီးနဲ့ပတ်သက်ရင်လက်လွန်ထားတဲ့ငွေကြီးတွေအစုချေရအစုကြီးနဲ့ပတ်သက်တာတွေငွေကြီးဆိုင်ရာကိစ္စတွေမှာငကိုကကန်ညံ့ခဲ့တဲ့မြတ် ီအပတ်တာတော့ဒီမှာရေရဲကြီးပြီးပြတ်အောင်ဆောင်ရွက်တာမျိုးအဲတောင်းတာမျိုးလက်လွန်ထားတဲ့ငွေကြီးတွေမှာရေရွေးဝင်နေပြောဆိုဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိမယ်ဆိုတဲ့အပတ်တာကာလအပိုင်းရှားဖြစ်တဲ့အတွက်ငွေကြီးဆိုင်ရာကိစ္စတွေမှာရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ရင်ပြောဆိုရင်လက်ဖျားငွေသီးမယ်တိုးတော့ငွေကြီးနဲ့ပတ်သက်လို့မမြဲနိုင်သောကာလဖြစ်တဲ့အတွက်အဲတခုခုကိုယင်းဤဝယ်စရာရှိရင်ဝယ်ထားတာမျိုးကပုံမှုအားသာကောင်းမှုပါလေခင်ဗျာ ဆက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေအသစ်ဝင်တတ်ပါတယ်ဇာတ်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ကိုပိုင်စတင်လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများအကျိုးပေးပါတယ်ယာရုလုပ်ငန်းကိုင်ကနေရထိုင်ခင်းနဲ့ပတ်သက်ပြီးယာရုပြောင်းရတာမျိုးယာရုတိုးတာမျိုးတွေတည်ငောင်းကြားရတတ်သောအပတ္တကာလအပိုင်းရှားဖြစ်ပါတယ်ဆွေမျိုးသားချင်းတွေရဲ့ဝန်သားစရာတည်င်းမျိုးတွေညီအကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့အကူအညီအထောက်အကူတွေကိုရရှိတတ်သောအပတ္တကာလအပိုင်းရှားဖြစ်ပါတယ်ဒါကြောင့်တောက်ကြတဲ့မိတ်ဆွေတွေအနေနဲ့ဒီဘတ်တာတော်တွင်မှာမိမိရဲ့ညီအကိုမောင်နှမကိစ္စဆွေမျိုးသားချင်းကိစ္စလေးတွေမှာချီတိုးဆောင်ရလှုပ်ဆောင်ပြီးတော့ပြောဆိုရအတွင်းအောင်မြင်ချင်းတုတ်တက်ခြင်းတွေနဲ့အကူ ူညီထောက်ပံ့တွေကိုရရှိတတ်တဲ့အပတ္တကာလအပိုင်းရှာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဒီတပတ်တာတော်တွေမှာတောက်ကြတာသမီးမိတ်ဆွေများအနေနဲ့ယာရုတိုးချင်းယာရုတိုင်ငန်းနဲ့ပတ်သက်ပြီးတော့ရရှိပိုင်ဆိုင်ခြင်းမျိုးတွေအကျိုးပေးတယ်။အိုးအိမ်ရှာမီမီယာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အိုးအိမ်ရှာမီဝယ်တာမျိုးစောက်တာမျိုးရောင်းတာမျိုးတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့အပတ္တကာလအပိုင်းရှာဖြစ်ပါတယ်ခင်ဗျာလုပ်ငန်းတက်လှုပ်ခြင်းလမ်းစာဖောက်ခြင်း လုပ်ငန်းတွေရှေ့တူဆောင်ရွက်လှုပ်ဆောင်ရန်အတွက်စဉ်းစားတွေးခေါ်နေတယ်ဆိုရင်တော့တေချာကိုပလန်ရှပြီးလှုပ်ဆောင်မှာအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတတ်ပြီးတော့လက်ရှိလုပ်ငန်းဟောင်းကြီးကိုတိုးချဲ့လှုပ်ဆောင်ခြင်းတက် လုပ်ငန်းအစ်စ်ကိုတိုးချဲ့လှုပ်ဆောင်နိုင်ရင်လဲပိုကောင်းနေဆိုတဲ့ကံမျိုးကြရှိနေတတ်ပါလေမိမိနေနဲ့မဖြစ်ပေါ်လာသေးတော့အနာဂတ်တွေအတွက်မှာငါကဘလို့လုံမျိုးနဲ့တင့်တော်မလဲဆိုတော့တေချာစဉ်းစားဆုံးဖြတ်ပြီးတော့စတင်ရင်ရဲရဲဝံ့ဝံ့ဆောင်ရွက်လှုပ်ဆောင်ရင်တော့ကောင်းမွန်သောအပတ္တကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာနော် ဒါအပြင်မိษွေတို့အနေနဲ့ယာရုလုပ်ငန်းကင်ခန်းယာရုနေရာထိုင်ခင်းနဲ့ပတ်သက်လာတဲ့အခါမှာနည်းနည်းလေးလုပ်ငန်းတူအလုပ်တူလေးတွေရအပြိုင်ဆိုင်လေးတွေ ကြုံရတတ်တယ်ကိုကိုလိုက်ပြီးတော့စကားနဲ့ခဏခဏဖြစ်တာမျိုးလေးတွေကိုကိုလိုက်ပြီးကြီးတတ်တဲ့ခနဲ့တာမျိုးလေးတွေကြောင့်အပြိုင်ဆိုင်လေးတွေစကားစိတ်အခမ်းမတင်တာလေးတွေစိတ်အရှိမတင်ဖြစ်တာလေးတွေကြုံရတာမျိုးလေးဖြစ်ရတတ်တယ်သို့တော့ဘာကိုဖြစ်ဖြစ်အလင်းစလို့ဆုံးဖြတ်တာတွေဒေါသနဲ့ဆုံးဖြတ်တာတွေဖြည့်ရှင်းတာတွေဟာမိတ်ဆွေရဲ့ကံကိုအားနည်းစီတတ်တော့အပတ်တာဖြစ်တဲ့အတွက်တောက်ကြသောသမီးမိတ်ဆွေများအနေနဲ့အလင်းစလို့မလုပ်ပါနဲ့ဒေါသနဲ့မဖြည့်ရှင်းပါနဲ့တတိထားစင်ကျင်ပေးရန်လိုအပ်ပါတယ်ရွှေငွေပစ္စည်းပတ်စံပျောက်တာမျိုးတွေတကိုးကိုးခံရတာမျိုးတွေအထာမားတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့ မိတ်ဆွေတို့အနေနဲ့ဒီတစ်ချက်ကလည်းသတိပြုပွဲဆောင်ရွက်ရန်လိုအပ်ပါတယ်။သားသမီးတွေနဲ့ပတ်သက်ပြီးတော့စိတ်နှဲနှဲလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့ သာသမီကိစ္စလေးတွေကြောင်းတပည့်လက်သားကိစ္စလေးတွေမှာတော့နည်းနည်းလေးငွေကုန်ကြီးကြများရတာမျိုးလေးတွေကြုံရတတ်တော့အပတ္တကာလဖြစ်ပါလေခင်ဗျာအရှိလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့မိမိချစ်တော်မြတ်နိုးတော်သူကိုရဲရဲကြီးဖွင့်ပြောပါရရှိပါလိမ့်မယ်သမီးစားများအနေနဲ့ကတော့အိမ်အောင်ပြုရန်စိတ်ဆက်ရန်အနာဂတ်အတွက်ဆုံးဖြတ်စဉ်းစားတိုင်ပင်တဲ့အခါအင်မတန်ကောင်းသောပတ်တာဖြစ်ပါလေအဆက်အသွယ်ပြတ်နေသူတွေအဟောင်းကြီးကိုပြန်လည်မျောလင့်နေတာမျိုးထက်ဖူးစာဘတ်ရီစာအိမ်အောင်ဘတ်အစ်စ်တွေရရှိတာမျိုးတွေဖူးစာဘတ်ပေါ်လာတာမျိုးတွေကြုံရတတ်တော့အပတ္တဖြစ်ပါလေ လူချစ်လူခင်များသောအပ္ပတာဖြစ်တဲ့အတွက်တော့ကောင်းမွန်သောကာလဖြစ်ပါတယ်ခင်ဗျာအိမ်တော်ကြီးအိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့တဦးနဲ့တူတယောက်နဲ့တယောက်တခြားအရှိန်ချပြီးတော့ညှိနှိုင်းဆိုင်အောင်ရွက်ပါဒါဆိုရင်အပြတ်သဘောဆောင်ခြင်းထက်နားလည်မှုလွဲနေတာမျိုးတယောက်ကလည်းအမှန်ဆိုရင်တယောက်ကလည်းအမှန်ဖြစ်နေတာမျိုးလေးဖြစ်ရတတဲ့အတွက်တော့တဦးနဲ့တူတယောက်နဲ့တယောက်ရက်စဲပြက်စဲတာမျိုးတက်တရားယုံကနာချိတပေါင်းနဲ့ဖြည့်ရှင်းတာမျိုးတွေနဲ့ပတ်သက်ပြီးတော့လည်းပြီးပြတ်မယ်တကယ်လို့အိမ်တော်ရင်းနဲ့ပတ်သက်လို့အဆင်မပြေဘူးအခက်အခဲတွေဆိုရင်လည်းဆရာသမားအကြီးကတဦးတယောက်ရဲ့ အစုံမလေးခံယူပါနှစ်ယောက်တည်းမျက်နှာရှင်းဆိုင်ဖြည့်ရှင်းတာဟာအမှန်တရားကိုမရရှိနိုင်မဲနဲ့အပြတ်သဘောတွေဆောင်တတ်တဲ့အတွက်အကူအညီအထောက်အကူရရှိခြင်းနဲ့ဆိုရင်တော့လူကြီးမိဘဆရာသမားတွေရဲ့အကူအညီတိုင်ပင်ပြီးတော့ညှိနှိုင်းဆေးဆက်ဆောင်ရွက်ရင်ကောင်းမွန်တဲ့နားလေတဲ့အဖြစ်တွေရရှိလာပါလိမ့်မယ်တဲ့တယောက်ကလည်းမှားတယ်တယောက်ကမှားတယ်ဆိုပြီးတော့အပြိုင်ဆိုင်လေးတွေနင်ကလည်းတာငါကလည်းတာဆိုပြီးဖြစ်ရတဲ့အတွက်တော့တတိထားစင်ကျင်ပေးဖို့လိုအပ်ပါတယ်တဲ့ငါကအမှုကိစ္စဖြစ်နေသူတွေ အိနောင်းင်းနဲ့ပတ်သက်လို့တို့မဟုတ်အမွေကိစ္စငွေကြေးကိစ္စအဆဆရရအမှုကိစ္စယုံကလနာကိစ္စတွေမှာဆိုလို့ရှိရင်တော့အပိပြတ်တာမျိုးကံကောင်းတာမျိုးဖဲဖြစ်တဲ့အဖြေတွေမြတ်တာတင့်လျော်တော့အဖြေတွေကိုရရှိမဲ့အပ္ပတ္တကာလအပိုင်းရှားဖြစ်တယ်တဲ့ခင်ဗျာနော်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့အဲဆွနာလူကယုံကလနာအမှုကိစ္စတွေနဲ့ပတ်သက်လာရင်တော့အစဉ်ပြီးအောင်မြင်ပြီးတော့အမျက်မျက်တတဆုံးပြတ်ဆောင်ရွက်ရန်တော့ကံကောင်းတဲ့အပြတ်သဘောကိုစောင့်တဲ့လုပ်ငန်းတွေကိုဖြစ်နိုင်ရင်မလုပ်ပါနဲ့ရေနဲ့ပတ်သက်တာမျိုးရေချောင်းနဲ့ပတ်သက်တာမျိုးလေးတွေခီးသွားဆိုင်ရာလုပ်ငန်းလေးတွေမှာဖြစ်နိုင်ရင်တော့ ငွေကုန်ကြေးကြများရတဲ့အထူးသဖြင့်ငွေကြေးအကုန်ကြများစီတက်ပြီးတဲ့အခါရတာမလို့လူတာမရဖြစ်တတ်တဲ့အတွက်ခီးသွွားကိစ္စရဝေးခီးသွွားကိစ္စတွေနိုင်ငံခြားပတ်စုဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်ရင်အားနည်းပါတယ်ဘာသာစကားသင်တန်းတွေနဲ့ပတ်သက်ရင်အားနည်းသောအပ္ပတကာလဖြစ်ပြီးတော့လုပ်ငန်းတည်အလုပ်တည်စတင်ရန်ကောင်းသောကာလအပ္ပတကာလအပိုင်းခြားဖြစ်ပြီးတော့ရှေ့တိုဆောင်ရွက်ရန်အတွက်အဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိမယ်ဆိုတဲ့အပ္ပတကာလအပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီတစ်ပတ်တာအတွင်းမှာတောက်ကြတာသမီးတွေအနေနဲ့အကျိုးပြုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာတတိ အချစ်တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်ပေါ့နော်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်လည်းယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေယာရုတူလုပ်ငန်းတူတွေအနောက်ချက်အတိုက်ခိုက်လေးတွေပေါ်လာတာကိုလည်းသတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်သောပတ်တာကာလအပိုင်းရှားဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေတောက်ကြသားသမီးတွေဒီတစ်ပတ်တာတော့ဒီမှာအရေးကြီးတဲ့လုပ်ငန်းတွေကိုပြောဆိုဆောင်ရလှုပ်ဆောင်တဲ့အခါမှာအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစေရန်အတွက်ဆိုရင်တော့ တောက်ကြနေဒီမှာအရေးကြီးသောကိစ္စကိုလှုပ်ဆောင်တာမျိုးမိတ်ဆွေတို့အနေနဲ့30ရန်ဒီမှာမိမိတို့ရဲ့လူရမှုကိစ္စတွေကိုဆောင်ရွက်ပြောဆိုရင်အောင်မြင်ခြင်းတိုးတက်ခြင်းရရှိပါလိမ့်မယ်တဲ့ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ကံညံ့လာတဲ့အခါမှာခရီးသွားနေတဲ့ပုဂ္ဂိုလ်တွေသို့မဟုတ်ရင်အခြားတနေရာမှာရှိတဲ့သူတွေကိုခရီးစိတ်တွေလှူတာမျိုးဖြစ်စေဖနက်တို့ယင်တို့ခီးသွွားလုပ်ငန်းဆိုင်ရာကိစ္စလေးတွေတို့ကိုအထောက်ပံ့ပေးတာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံညံ့မှုကကံတက်ပြီးတော့တိုးတက်နိုင်သောအဖက်တာကာလအပိုင်းရှားဖြစ်ပါတယ်တဲ့ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့ဒီအဖက်တာတော်တွေမှာ ှာအကျိုးပေးစီတော့အရာအနေနဲ့ဆိုရင်တော့အဲမိတ်ဆွေများခင်ဗျာခဲရောင်တို့နော်အဲခရမ်းရောင်တို့ကြက်သွေးရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်အကျိုးပေးသောကဏ္ဍဟာနှစ်ကဏ္ဍဖြစ်ပါတယ်ငွေကြီးဆိုင်ရာကိစ္စတွေကိုအောင်မြင်တိုးတက်ပြီးတော့ရှေ့တိုးဆောင်ရွက်ရန်အတွက်တော့အာသာကောင်းမွန်သောအပတ္တကာလဖြစ်ကြောင်းထလောင်းပြောကြားလိုက်ပါရစေအကျိုးပေးစီသောအရာဟာအရှိစုစုရဲ့ဖြစ်ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့ကိစ္စရက်တွေအရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာ30ရက်နဲ့ 26ရက်နေ့မှာပြီးပြအောင်ဆောင်ရွက်တာ26ရက်နေ့ဒီမှာလှုပ်ဆောင်တာမျိုးပါမိတ်ဆွေရဲ့ကံကအဆက်ဆက်ရဲ့အဆင်ပြေအောင်မြင်ပြီးတော့တိုးတက်နိုင်တယ်ဆိုတဲ့အပတ်တာကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေလုပ်ငန်းဆောင်တာတွေကိုဆောင်ရွက်တဲ့အခါမှာလက်ခုပ်လက်ဝါးချောက်ချက်တီးပြီးတော့လိုရာကိုပြုမှုပြောဆိုဆောင်ရွက်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့အပတ်တာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းထွက်စီဖို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကို ကြံညွန်လေးနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းထွက်ပါစေဆိုပါဇက်ကပြောပြီးတော့ရောင်းရင်အယောင်းထွက်အယောင်းတက်သွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့အကျိုးပြီးတော့ကဏ္ဍဟာနှစ်ကဏ္ဍ၆ကဏ္ဍ၄ကဏ္ဍဖြစ်ပါတယ်ခင်ဗျာတောက်ကြတသမိမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအောင်မြင်အစဉ်ပြေကြပါစေခင်ဗျာဆရာတို့နောက်တစ်ပတ်မှာပြန်ဆုံကြပါမယ်ကျေးဇူးတင်ပါတယ်ဆရာငယ်ပါဆရာငယ်နှပ်ပြီမိချင်း0939 0939 416 7902416 WhatsApp Telegram မှာဖြစ်စီ Viber မှာဖြစ်စီဆက်သွယ်မိများနိုင်အကြောင်းပြောရင်းနဲ့တောက်ကြရီအားလုံးအဆက်ဆက်ရရ အောင်မြင်မှုတွေရရှိကြပါစေလို့ဒီကနေ့ဗိမာန်တကာပြုအပ်ပါတယ်ဂျေဆုတင်ပါတယ်ခင်ဗျ